စာပလင်းနှင်းမောင်နှင့်ပတိစိတ်သောမရူလီမင်းတိန်ခတနေ့တနိုင်ကျွန်ုပ်နှင့်ကျွန်ုပ်၏မိတ်ဆွေကြီးစာပလင်းနှင်းမောင်တို့သည်တံမွေကတ်တွင်ဖမ်းမိထားသည်ဆိုသည့်တရားခံကြီးတိန်အောင်ဆိုသူအားကျွန်ုပ်တို့အင်းစိန် CID မှအလိုရှိနေသောတိန်အောင်ဟုတ်မဟုတ်ကိုတွားရောက်ကြည့်ရှုခဲ့ကြလေ၏ထို့သို့တွားရောက်ကြည့်ရှုရာတွင်ကျွန်ုပ်တို့အလိုရှိနေသောတိန်အောင်မဟုတ်ဘဲအခြားသောတိန်အောင်ဖြစ်၍နေသဖြင့် ကတိကအောင်နဲ့ပြန်ခဲ့ရလေ၏။တမွေကကလှုပ်လိုက်မှဖြင့်ဒီလိုကြီးပဲဟုကျွန်ုပ်ကမချိနဲ့သောလေတန်းဖြင့်ပြောလိုက်ရာစားပလင်းနှင်းမောင်ကဒီလောက်လေဒေါပွားမနေပါနဲ့အိုင်ပီရဲ့တီတာလန်းထိတ်ကအောင်တပြေဒေါ်တင်ညွန့်ရဲ့တဖိကလေးတောက်ရဖို့ကန်တရားကဖန်တီးပေးလိုက်တယ်လို့ပဲသဘောထားလိုက်စမ်းပါဟုဆိုသက်ဖြင့်ကျွန်ုပ်လည်းဒေါသများပြေပြောင်၍သွားလီတော့၏ ထို့ကြောင့်ကျွန်ုပ်တို့သည်အောင်တပြေလက်ဖေးဆိုင်တို့ခတ်တုတ်တုတ်ရှောက်၍လာကြပြီးလေလက်ဖေးနှင့်မုံများမှယူစားတော့ကြလေ၏စာပလင်းနှင့်မောင်သည်လက်ဖေးရီကိုအရသာခံ၍တောင်းနေလေ၏ထို့သို့တောက်ပြီးနောက် secret တလိထုတ်ယူမိညီကနေရန်၌ချိတ်ဆွဲထားသောဒေါ်တင်ညွ၏ခင်ပွန်းဖြစ်သူပကြီးဆရာကြီးဦးချစ်တင်၏လက်ရာစီစီပကြီးကားများကို အရသာခံ၍ကြည့်ရှုနေလေတော့၏ ထိုအခါ၌လူတယောက်သည်ကျွန်ုပ်ထံသို့တုတ်သီးတုတ်ပြနှင့်ရောက်ရှိလာလေတော့၏ထိုသူ၏မျက်လုံးများမှာကြီးကန်းတောင်းမောင်းဆိုသောစကားနှင့်ညီညွတ်လာပေ၏ထိုသူသည်ကျွန်ုပ်တို့အနည်းရှိ ခုံလွတ်တလုံးတွင်ခက်ရွရွကလေးဝင်၍ထိုင်ပြီးနောက်ရှေ့နောက်ဘေးဘီကိုကြည့်ပြီးနေစုံတော့ကြီးစားပလီနှင်းမောင်းဆိုတာဟုတ်ပါတယ်နော်ဟုမေးလေ၏ဟုတ်ပါရဲ့ဘာကိစ္စများပါလဲဟုစားပလီနှင်းမောင်းကပြန်၍မေးလေ၏ ဝမ်းသာလိုက်တာဗျာစောစောကတာမွေကတဲနာမှာပလေအချင်းချင်းပြောနေကြတာကိုကြားရတယ်ဟောဟိုကအရဲ့မြင့်မြင့်လူဟာစားပလေနှင်းမောင်ဆိုတာပေါ့ကွာလို့ပလေတအူးကတခြားပလေကိုပြလိုက်တာလေကျုပ်ကမြင်လိုက်ရောခမားတို့နောက်ကထက်ချက်မကွာလိုက်ခေရတာပဲဟုထို့သူကပြောလေဒီလိုပါကုညီကလေးတစ်ခုလောက်တောင်းချင်လို့ပါကျုပ်တောင်းမဲ့အကူညီကမိတ်ဆွေတို့နဲ့ဆိုင်နေမဆိုင်ဘူးတော့ကျုပ်လည်းမသိပါဘူးကျုပ်မှာကအဲ့ဒီကိစ္စက မထွေးနိုင်မအံ့နိုင်ဖြစ်နေလို့ပါဟုထိုသူကဆိုပြန်၏ဘဲကိစ္စလဲစူဆန်းမအောင်ဟု စာပန်လေးနှင်းမောင်က secret ပြချွေရင်းပြန်၍နေလိုက်လေ၏ ruling ကိစ္စပေါ်ဟုထိုသူကပြောလေ၏ ruling ဆိုတာဘာတူလဲဟု စာပန်လေးနှင်းမောင်က မေးရပြန်၏ထိုသူကရုတ်တရက်ပြန်၍မဖြေသေးဘဲဘေးဘီကိုကြည့်ရှုပြန်၏ထိုသူကြည့်ရှုပြီးမှ ruling ဆိုတာကျုံမေးမှာပါဟု ဖြေလေ၏ စူဇန်းမောင် ခမားမိတ်မရူလီဘာဖြစ်တလဲဟုကျွန်ုပ်ကကြားမှဖြတ်၍မေးရာထို့သူကမိတ်ဆွေကစားမလင်းနှင်းမောင်လားဟုကျွန်ုပ်အားမျက်နှာထိမျက်နှာထားနှင့်ပြန်၍မေးလေ၏ထို့ကြောင့်ကျွန်ုပ်သည်ထို့သူနှင့်ဆက်လက်၍စကားမပြောလိုသဖြင့်စေးတံအိုး၌စေးဖြီကစေးတံဖွာ၍နေလေ၏ထို့အခါ၌ဦးကြောင်ကြောင်နိုင်လာသောထို့သူကစားပလီနှင်းမောင်ကိုစိုက်၍ပြောပြန်လေ၏ ကျုံမိမရူလီကဖះမှန်တရားမှန်သိရဲ့မိမမျိုးမဟုတ်ဘူးမိတ်ဆွေရဲ့ဟုထိုသူကပြောလေ၏ဒီလိုဆိုလဲဝင်သားနှုတ်ဥပြိုင်ထုတ်တဲ့ဖះရှိခိုးအမျိုးမျိုးစာအုပ်တအုပ်လောက်ဝေပြီးပေးလိုက်ပေါ်ဗျာဟုကျွန်ုပ်ကမနေနိုင်၍ဝင်ပြောမိပြန်၏ခမ ्या ကစာပလင်းနဲ့မောင်လားမဟုတ်ရင်ဝင်မပြောပါနဲ့ကျုပ်ကစာပလင်းနဲ့မောင်နဲ့ပဲစကားပြောချင်တယ်ဟုထိုသူကကျွန်ုပ်ကိုတွေ့ပြန်သဖြင့်ကျွန်ုပ်လည်းညင်၍နေရပြန်၏ ထို့နောက်ထိုလူသည်ဘေဘီကိုကြည့်၍ပြောပြန်လေ၏ထိုသူကပြောလိုက် စားပလင်းနှင်းမောင်က မေးလိုက်နှင့်အချီအချပြောဆိုနေကြလေ၏ဖျားမရှက်ခိုးတဲ့ကျုံမေးမရိုလီဟာပြီးခဲ့တဲ့တလကြော်ကြော်လောက်ကရွှေကုံဖျားတက်ပြီးပရိစိတ်တော်တာပဲအကောင်းသားပဲဟုစားပလင်းနှင်းမောင်က ပြောလေ၏အဲ့ဒီလိုပရိစိတ်ရာကနေပြီးတပတ်လောက်ကြာတော့အိမ်မှာကတော့ပွဲပြီးပြင်ဖျောင်းနိုင်တွေထုံပတိတွေစိတ်လှုပ်လာတော့တာပဲ ဒါလည်းကောင်းတာပဲမဟုတ်လားဟုစာပလင်နှင်းမောင်က ပြောပြန်လေ၏အဲ့ဒီလိုလှုပ်လာရာကနေပြီးရူနီဟာထိတ်ရတယ်ဆိုပြီးစာရွက်တွေပေါ်မှာ ခဲတယ်နဲ့စပြီးရေးတော့တာပဲအဲ့ဒါလည်းဘာဖြစ်တယ်လဲဗျာရေးပလီစီပေါ်ဟုစာပလင်နှင်းမောင်က ပြန်ပြောလေ၏စာရွက်တွေပေါ်တွင်မဟုတ်ဘူးအိမ်ရှိမှာချထားတဲ့ရေတိုင်းကြီးတွေပန်းဦးတွေမှာပါထုံးတွေနဲ့ရှောက်ပြီးရေးပြန်ပါရောဗျာ။ ဒါလည်းကိစ္စမရှိပါဘူးဗျာထုံမုံတပုံးလောက်ဝယ်ပြီးပေးထားရင်ရေးပါလေရော့ဘာများပူစရာရှိသလဲမိတ်ဆွေဟုစားပလီနှင်းမောင်ကပြောရင် secret တလိတ်ထက်၍ဖွာပြန်လေ၏အဲ့ဒီလိုစာရီရေးရာကနေတနေ့ဖះကပြန်လာပြီးကျုပ်ကိုငါသားကြီးဒီကိုလာအောင်လို့ခေါ်တော့တာပဲဗျာဒါလည်းဘာဖြစ်သလဲဗျာအမြဲမှတ်ပြီးအမိတမျှနှမမယုံခင်ပွန်းတသွဲကျွနေလေးပြာလို့ဆိုထားတာပဲဗျာ အမိနှင့်တူသောမိအားဆိုတာမျိုး ဖြစ်ချင်းဖြစ်နေမှာပေါ့ဟုစားပလီနှင်းမောင်ကပြောပြန်လေ၏တနေ့မှာရသိမတအူအင်ကူရောက်လာပြန်ရောရသိမကလည်းရူလီလိုပဲသူလည်းအဲ့ဒီလို စာရီရေးတဲ့အကြောင်းပြောပြီးသူရေးတဲ့စာရီကိုပြတယ်ရူလီရေးတဲ့စာရီကိုလည်းသူကယူသွားတယ်အင်းစိတ်ဝင်စားဖို့ကောင်းလာပြီဟု စားပလီနှင်းမောင်ကပြောလေ၏ထို့ကြောင့်ကျွန်ုပ်လည်းအာယုံစုဆိုင်နားထောင်ရလေတော့၏ စမ်းတော့စမ်းတယ်။ရိုလင်ကဒီနေ့ရသိမှလာမယ်လို့ပြောနေနေမှာရသိမှရောက်လာတာပဲ။ခမားရင်ကလမ်းမာတယ်မှလားဟုစာပလင်းနှင်မောင်ကမေးလေ။ဟုတ်ပါရဲ့ကြောင်မြောင်စည်းရှိမှာပါဟုထို့သူကပြန်၍ဖြေလေ။နောက်တော့ဘာရီဖြစ်သေးတယ်လဲဟုစာပလင်းနှင်မောင်ကမေးပြန်ရာထို့သူတတွင်းကိုမြှုပ်ချပြီးနောက်ရိုလီဟာတလအတွင်းမှာတိတ်ပြီးမှန်လာ၏။ဘိုးသူတော့လာမဲဆိုရင်ဘယ်ကဘယ်လိုရောက်လာရင်မသိဘူး။ ဖူးသူတော်တယောက်ရောက်လာတော့တာပဲပြောဟုပြောလေ၏အင်းစူဇန်းမအောင်ပြတတော်ကိုစိတ်ဝင်စားစရာကောင်းလာပြီပဲဟုစာပလင်းနှင်းမောင်ကပြောလေ၏ရောက်လာတဲ့ယတိမနဲ့ဖိုးသူတော်ကလည်းမခေဘူးဗျအိမ်ကိုရောက်တာနဲ့ဒီကနေ့ဘာဟင်းနဲ့စားတယ်မဟုတ်လားလင်မယားရံဖြစ်တယ်မဟုတ်လားနေမကောင်းလို့ရုံးမတက်ဘူးမဟုတ်လားနဲ့ချုပ်ကိုပြောလိုက်တာများမှန်တော့တာပဲဗျရူရင်ကလည်းတအိမ်လုံးမှာရေးထားလိုက်တဲ့စာတွေဟာမွားနေတာပဲ ဘီရိုမာယောနေငယ်မာယောဖះဆင်ကတောက်ရီအိုးမာယောအဲ့ဒါဘလို့ဖြစ်နေတာလဲဗျာအဲ့ဒါသိချင်လို့ပါစားပလင်းနှင်းမောင်ရဲ့ခမားကတော့ဘဟုတုတလည်းတဲပြီးပြည်တယ်လို့ကြားဘူးလို့ပါဟုထိုသူကပြောလေ၏ခမားကဘဲမှာအလုံးလုံးတလဲဟုစားပလင်းနှင်းမောင်က မေးလေ၏အီချီယုံမှာပါဟုထိုသူကဖြေလေ၏ခမားမိမရူလီကရေတိုင်ကီးကိုနေရန်တို့မှာရေးတယ်ဆိုတဲ့စာရီဟာ တခါလေးရိတာလားဟုစာပလင်နှင်မောင်ကမေးပြန်လေ၏မဟုတ်ဘူးရေးထားလိုက်ဖျက်ပြစ်လိုက်အစ်စ်ထိုက်ရေးလိုက်ပြသူရဲ့သမ ्या စာရင်ကိုတော့သူမသိအောင်ကျုပ်ကစာရွက်တရွက်နဲ့ပုံတူကူးထားတော့တာပါပဲရူလီကစာရွက်နဲ့ရေးတာတွေကိုတော့ရသိမကိုပေးနိုင်လို့မကူးရဘူးဗျရေးတိုင်ကီကစာရီလောက်ကူးထားရတာအေးအေးတခုတော့ရှိတယ်မနေ့ကရသိမကရေးပြီးယူလာခဲ့တဲ့စာရွက်တရွက်တော့ကျုပ်ခိုးပြီးတင်ထားတာရှိတယ်ဟောဒီဟာ ဟောရာရီကရေတိုင်ကီမှာထုံးနဲ့ရေးထားတဲ့စာရီချက်ကူးထားတာဟုဆိုကာစာရွက်အချို့ကိုစပွဲပေါ်သို့ချ၍ပေးတဲ့ဖြင့်ကျွန်ုပ်လည်းလှမ်း၍ကြည့်လိုက်ရာအောက်ပါအတိုင်းတွေ့ရလေတော့၏။စာပလင်းနှင့်မောင်သည်အထက်ပါစာရွက်များကိုကြည့်ရှုပြီးနောက်ဒါပဲရှိသလားဟုမေးရာထို့သူကဒါရီကချက်ကူးထားတာရင်းမနက်ကရက်သိမ်းမှယူလာတဲ့စာရွက်ရှိသေးတယ်ဒီမှာဟုဆိုကာအောက်ပါစာရွက်ကိုချ၍ပေးပြန်၏။ စာပလင်းနှင့်မောင်သည်နောက်ဆုံးရသောစာရွက်ကိုတိချစွာကြည့်၍ထို့သူအားအောက်ပါအတိုင်းမိတ်ဆွေနာမည်ကဘသူလဲကျုပ်နာမည်ကစိန်လှမောင်ပါကိုစိန်လှမောင်ရဲ့မိန်းမမရူလီဟာအခုလိုစာပြီးရှင်းနေတာဘလောက်ကြာပြီလဲစွစုပေါင်းတလကြော်ကြော်လောက်ရှိပါသေးတယ်မရူလီဟာယေဒနာပွဲစားလုပ်သလားဟုတ်ပါရဲ့ကျုံလာကလည်းမလောက်လို့ပွဲစားကလေးပါလေးလုပ်ပါရဲ့ခမညာမရူလီဟောဒီစာရီမရေးခင်မှာ အင်းချန်လိုလိုစမပုံလိုလိုဟာမျိုးတခုခုရတာလားကိုစိန်လာမောင်အမလီမှန်လိုက်တာစားပလီနှင်းမောင်ရဲ့အဲ့ဒီပုံကိုဖះစင်ရဲ့အောက်ဖက်မှာကတ်ထားတယ်အဲ့ဒီစမပုံကြည့်ပြီးသူ့လက်တွေဟာတဆက်ဆက်တုံလာပြီးစားရွက်နဲ့ခဲတံကိုယူပြီးရေးတော့တာပဲကဲကိုစိန်လာမောင်အဲ့ဒီစမပုံကိုဖြစ်တဲ့နေနဲ့ဒီကိုယူလာခဲ့ပြီးတော့ကောင်းပါပြီဗျာအင်းချီရုံစေးကြီးကိုစိန်လာမောင်ဒီစိုက်ကားတစ်စီးဖြင့်ထွက်သွားပြီးလေ များမကြမီ၌ပင်တုတ်တီးတုတ်ပြားနှင့်ပြန်၍ရောက်လာပြီးနောက်ဟောရီဟာဘဲပြိုဟုပြောဆိုကာချောက်လက်မပတ်လဲကပ်ပြားပုံ၌ရေးထားသော အောက်ပါပုံကိုစပွဲပေါ်သို့တင်လိုက်လေ၏ကျွန်ုပ်၏မိတ်ဆွေကြီးစာပလင်းနှင့်မောင်သည် အထပ်ပါပုံကိုကြည့်ပြီးနောက်ကိုစိန်လာမောင်ဘက်သို့လှည့်ကခမည်းမိမစီကိုလာ၍ဖိုးသူတို့၏ညာဘက်မြက်ခုံးမှအမရွက်ကလေးတစ်ခုရှိရာကိုတရိပ်ထားမိသလားကိုစိန်လာမောင်ဟုမေးလိုက်လေ၏ ဟုတ်လိုက်တာစာပလီနှင်းမောင်ရာဟုကိုစိန်လှမောင်က အားရဝမ်းသာဖြေလေ၏အခုခမည်းအိမ်ပြန်သွားတော့ခမည်းမိမအိမ်မှာရှိသလားမရှိဘူးဖေအားကိုပရင်းစိတ်ဖို့သွားပြီဒါကြောင့်ဒီပုံကိုယူလို့ရတာပေါ့ဗျာစာပလီနှင်းမောင်သည် secret တူကိုပြစ်ချနင်းချေပြီးနောက် IPA တနက်ပါရင်မဟုတ်လားဟုကျွန်ုပ်ကိုမေးရာကျွန်ုပ်ကုန်အင်းကြီးကိုပုတ်ပြလျက်လာပြို့ဟုဆိုကလက်ဖေးဆိုင်အတွင်းမှပြေးထွက်ခါ တက္ကစီတစ်စီးကိုကြား၍ကားပေါ်တက်နေသဖြင့်ကျွန်ုပ်သည်လဖေးဘိုးကိုကြပြကြရာရှင်းလျက်၎င်းနောက်မှပြေးလိုက်ခါကားပေါ်သို့တက်ရလေ၏။အေဂျီယုံစီဂျီကိုစိန်လာမောင်လဲကျွန်ုပ်ဤနောက်မှပြေးလိုက်၍ဖေးကိုသွားမှလဲစာပလင်ရဲ့ကျုပ်ကိုလည်းပြောခဲ့ပါအောင်အားလုံးရှုပ်ကုန်ပါပြီဗျာ။ဘာရီဖြစ်ကုန်တာလဲဟုအော်ဟစ်ပြောဆိုနေသဖြင့်စာပလင်းနှင်းမောင်က ထိုသူအားကျောက်တတားကကသွားပြီးစောင့်နေပါဟုပြန်၍ပြောပြီးလျှင် ကားထွက်ရန်အတွက် driver ၏ကြိုးကိုပုတ်လိုက်လေ၏ဘယ်ကိုမောင်းရမှလဲဆရာဟု driver က gear ပြောင်းရင်းမေးလေ၏ဘူတာကြီးကိုမြ мян ဟေးဟုကိုနှင်းမောင်က ပြောလေ၏ငကိုကလေးကပင်အ мян မောင်းချင်လှသောတက္ကစီ driver သည် လီဗာနင်းထားသောခြေထောက်ကိုပြန်၍မကြတော့ဘဲစက်ကုံဖွင့်၍မောင်းလေ၏ဘူတာကြီးတို့ခဏကလေးအတွင်း၌ပင်ရောက်ရှိသွားလေတော့၏ဘူတာကြီးကိုရောက်ရင်ကိုနှင်းမောင်ကကားပေါ်မှဆင်း၍ပြေးလေ၏ ကျွန်ုံမမူကာကပီးရန်အကြွေမရှိသည်ကလည်းတကြောင်ကိုနှင်းမောင်ကိုမျက်ခြေပြက်၍တောင်းမိကလည်းတကြောင်ကြောင့်တက္ကစီဒရိုင်ဘာအားငါတို့က CID ကပါဟုပြောရင်ကိုနှင်းမောင်နောက်သို့ပြေးရလိမ့်ဤထို့သို့ပြေးလိုက်စဉ်၌တက္ကစီဒရိုင်ဘာကခမည်းတော်လှုပ်လိုက်ဒီအပေါက်မျိုးကြီးပဲဟုရေရွတ်လိုက်တန်ကိုကြားရသဖြင့်စိတ်၌အနှင်းငယ်အောင့်တတ်တတ်ဖြစ်မိသေးတော်၏ကိုနှင်းမောင်သည်ဘုရားစင်းချံပေါ်မှလူများကိုရှောင်တိန်ကြွေပြေးသွားနေ၏ ကျွန်ုပ်လည်း၎င်း၏နောက်မှပြေး၍လိုက်နေရ၏တအောင်များအကြာတွင်ကိုနှင်းမောင်သည်ယသိကဲ့သို့ဝစ်စင်ထားသောလူတယောက်အနည်းသို့ရောက်လျင်ထိုသူ၏လေကုတ်ကိုဖမ်းနှိပ်၍ဒူးဖြင့်ခွက်ခနဲတိုက်ချလိုက်ပြီးကိုတွေ့ရလေ၏ထိုအချိန်၌ကရုံးပြောင်နှင့် လူတယောက်သည် အနည်းမှဖြတ်၍ပြေးသည်ဖြင့်ကိုနှင်းမောင်ကထိုကရုံးပြောင်အားနောက်ပြန်အနည်းအထားနှင့်ကန်လိုက်ရာ ကရုံးပြောင်သည်သုံးလေးကိုင်းမြလွင်၍လဲကျသွားလေတော့၏အိုင်ပြီး ကနုံးနဲ့ကောင်းရဲ့ခေါင်းကို၆လုံးပြုတ်တင်နဲ့ခန္ဓာနာလေးထုချထားစမ်းပါဒီကောင်ကကျုပ်တို့လိုချင်တဲ့တရားခံကြီးတင်းအောင်ပေါ်ပြဟုပြော၍ထိတ်ထိတ်ပြပြဖြစ်နေသောခရီးသည်အမျိုးသမီးနှစ်ဦးအားကဲမငွေစိန်နဲ့မက်ရိုလီတို့လည်းပြေးဖို့မကြံနဲ့ဟုလှည့်၍ပြောလိုက်လေ၏ညမကြမီ၌ပင်မိရထားဘူတာတွင်ရှိသော ပလိမ့်များ၏အကူအညီဖြင့်ကရုံးပြောင်ရတိဝင့်နှင့်အမျိုးသမီးနှစ်ဦးအားစောက်တထားကတ်သို့ပို့၍ချုပ်ထားစေခဲ့ရလေ၏ အေဂျီရုံစီအေဂျီကိုစိန်လှမောင်လေးရောက်ရှိလာပြီးလျင်အချုပ်ခန်းအတွင်သို့ရောက်ရှိနေသော၎င်း၏မိမမရူလီကိုကြည့်၍ဘလို့ဖြစ်တာလဲမရူလီရဲ့ဟုမေးကာငိုကြွေးလေ၏ထို့သို့ငိုကြွေးပြီးနောက်စာပလီနှင့်မောင်ရဲ့ပြုတ်ပြပါအောင်ဟုဆိုလေ၏အမှန်စင်စစ်ကိုစိန်လှမောင်သာလင်းသိလိုသည်မဟုတ်ပေကျွန်ုပ်လည်းသိလိုလာပေသည်ထို့ကြောင့်ကျွန်ုပ်ကအိုင်စင်ကိုနှင့်မောင်ပြောဆက်မအောင်ပြဟုတောင်းပန်ရလေ၏ ကိုနှင်းမောင်က secret တလေးကိုထုတ်၍မင်းနေပြီးနောက်ကိုစိန်လှမောင်ဘက်သို့လှည့်ကားကဲစေးကြီးမိမရရဘလောက်ကြာပြီလဲဟုမေးလေ၏နှစ်နှစ်ရှိပါပြီဆရာဟုကိုစိန်လှမောင်ကဖြေလေ၏လူကြီးတွေပေးစားရလားဒါမှမဟုတ်ဘယ်မှာတွေ့ပြီးယူခဲ့ကြတာလဲဟုကိုနှင်းမောင်ကမေးပြန်၏ကလပ်မှာတွေ့ပြီးမိတ်ဆွေဖြစ်ရကားစပြီးများခဲ့ကြတာပါဆရာခမည်းမိမမက်ရိုလီဟာတပြားကောင်းဆောင်ယသိမောင်မောင်ရဲ့မိမ တပြအကိုင်းကိုပလိတ်ကဖမ်းတော့တယောက်တကွေရှောင်ခဲ့ကြတာအချိန်နေမကောင်းလို့ခမားစီမှာဝင်ပြီးခဏဝစ်ခါသူ့ယောက်ျားနဲ့ပြန်ပြီးအဆက်အသွယ်ရတော့တိုင်ယာပါပစ္စည်းတွေကိုမရူနီကစိတ်ပွဲစားအဖြစ်နဲ့ထုခွေးရောင်းချပေးနေတာအားလုံးရောင်းပြီးပြီးသူတို့ကြီးကြတော့မယ်ဝင်းစင်ကရတိမောင်မောင်ရဲ့တပည့်တိန်အောင်ရဲ့မိမရှင်းမီလာစေကြီးဟုစာပလင်းနှင်းမောင်ကပြောလိုက်ရာဦးစိန်လှမောင်ကအဲ့ဒါတော့ရှင်းပါပြီ ဟိုစာရီအကြောင်းပြောပြပါအောင်ဟုဆိုလေ၏။စာရီကဒီလိုပြခမားယူလာတဲ့စမပုံကိုကြည့်ကလေးကပြုတ်ဝက်စာရဲ့တုံ့ချမ်းဆိုတာကြုံရှိမိပါရဲ့။အဲ့ဒီစမမှာရေးထားတဲ့စာတာဘာဝတို့နဗေရန်ဘေးမရှိစေနဲ့တို့ဟာ အပူကြီးလှုပ်ထားတာပါ။အမှန်ကတော့ကကြီးခါကွေးကိုနံပါတ်၁နဲ့ပေးထားတယ်။ဒီတော့ကကြီးခကွေးနဲ့စာလုံးစလင်ကြမှာဂငယ်ကကြီးငါဆိုတဲ့သုံးလုံးကိုဖျောက်ထားတယ် အဲ့ဒီမှာစဉ်းစားစရာတစ်ချက်ရှိတာကနှလုံးတွဲဆိုတော့စုစုပေါင်းမှအစာက10လုံးပဲရသေးတယ်။အလင်ကစဝိုင်းတွေကနှလုံးပါပေါင်းမှ12လုံးပဲရှိသေးတယ်။အဲ့ဒီ12လုံးနဲ့တော့စာရေးလို့မရသေးဘူး။အတန်တူရီကို ထုတ်ပြင်ရင်ဥပမာဂားငယ်နဲ့ဂားကြီးဆိုရင်ဂားငယ်တစ်လုံးပဲထားဒါရီဓာရင်ကောက်ဓာရင်မှုတ်ဆိုရင်ဒါရီတစ်လုံးလေးထားရင်တော့စုစုပေါင်း22လုံးရှိမှဖြစ်မယ်။ဒီလိုပေါ့ဗျာ။ကာကြီးခါခွေ ကငယ်ငစလုံးစလိန်ဇာကွင်းညတဝင်းပူထဆင်ထူဒတွေနငယ်ပဆောက်ဖအုပ်ထုတ်ဘာကုံမရကောက်လဟအပြီးတော့ကကြီးခကွေးကိုတင့်နဲ့စလုံးစလိန်ကို၃လေးအဲ့ဒီလိုပြီးသွားရင်ပြီးတော့မှချန်ခဲ့တဲ့ကငယ်ငဇာကွင်းညစရဲ့စလုံးတွေကို၁၁၁၂၁၃၁၄ပေါ့ဗျာ။ ခမားကိုပို့ပြီးရှင်းအောင်သူတို့ရဲ့စမပုံမှာခြံသားတွေစာရင်းကို ဖြည့်ပေးမယ်ဟုဆိုကာစာပလင်းနှင်းမောင်သည် အောက်ပါပုံကိုရေးပြလေ၏ထို့သို့ရေးပြီးနောက်စာပလင်းနှင်းမောင်ကပြန်ပြောသည်မှာကဲအဲ့ဒီတော့လျှို့ဝှက်စာရဲ့တုံကိုရပြီအဲ့ဒီတော့သူတို့ရဲ့စာကိုဖတ်ကြည့်လိုက်တော့ပထမစာကငွေစိန်လာဒုတိယစာကငါးဝက်မှုမြင့်ချက်ဆိုတဲ့ဟင်းနာမည်ပဲတတိယစာက သူယုံမသွားဘူးစရုပ်ထစာကတိမ့်အောင်လား နောက်ဆုံးစာကအရေးကြီးဆုံးပဲညနေ3:00နာရီဘူတာလာခဲ့ပြပြရေလို့ကဲရှင်းပြီလားထိုအခါကျွန်ုပ်က အောက်ပါမိကုံကို မေးမိပြန်၏အိုင်စိကိုစိန်လာမောင်မိမမရူလီဟာတစုံတယောက်နဲ့ဆက်သွယ်နေကြောင်းခမားဘလူရှင်းမိတယ်လေထိုအခါကိုနှင်းမောင်က စေးကြီးကိုစိန်လာမောင်ကပြောရင်မဟုတ်လားသူမိမကပြောရင်ပြောရင်အတိုင်းဖြစ်နေတယ်ဆိုတာယသိမလာမယ်ဆိုရင်ယသိမတကယ်လာတယ် ဒီရချက်ဟာစဉ်းစားစရာဖြစ်သွားတယ်။ဒါကြောင့်ကျုပ်ကမေးတာကိုစိန်လမောင်တို့အိမ်ဟာလမ်းမထဲမှာလားလို့ဘာဖြစ်လို့လဲဆိုတော့ကိုစိန်လမောင်မိန်းမဟာအိမ်ရှိကရေတိုင်ကြီးမှာထုံးနေစာရီးစင်းပြီးရေးနေမဟုတ်လားဗျ။ဒီရချက်ဟာဘသူဘသူလာရမယ်ဆိုတာအချက်ပေးတဲ့သဘောပဲ။ရောက်လာတဲ့သူတွေကိုလည်းပဲကိုစိန်လမောင်က အထင်ကြီးသွားအောင်ဘာဟင်းနဲ့စားတယ်ဘာရင်ညာတယ်ပေါ့ဗျာ။သူ့လူတွေသိအောင်မရိုလီကအိမ်ထဲမှာစာရီးရှောက်ရင်းနေတာဗျာဟုတ် ရှင်းများစွာရှင်းပြလေ၏။ထားပါတော့ဗျာသဘောပေါက်ပါပြီ။ယသိမောင်မောင်တို့အဖွင့်မန်းဘလို့အကဲခတ်တယ်လဲဗျာဟုကျွန်ုပ်ကမေးရ။ပြုတ်ဝက်စာထဲမှာတိမ့်အောင်လားဆိုတာပါရဲ့ဗျာ။ကျုပ်တို့အလိုရှိနေတဲ့တရားခံပြေးတိမ့်အောင်ဟာတခါကကြပြကောင်းဆောင်ယသိမောင်မောင်ရဲ့အဖွင့်လေးပါဘူးသေးတယ်ဗျာ။အင်းကိုနှင်းမောင်ကတော့ပြုတ်ဝက်စာမှန်သမျှဖော်နိုင်တဲ့ပါရမီ2ရှိပေတာကိုဟုကျွန်ုပ်ကပြောလိုက်ရာကျွန်ုပ်မိတ်ဆွေကြီးစားပလင်းနှင်းမောင်က ပါရမီမဟုတ်ရပါဘူးဗျာကနန်းတင်ချာသဘောတွေပါကနန်းတင်ချာကိုစိတ်ဝင်စားရလို့ဆိုရင်ဒီလောက်လျှို့ဝှက်စားကိုတော့ဖော်နိုင်ပါရဲ့ဗျာဟုပြောလိုက်ရာကျွန်ုပ်တို့အနေနဲ့တရှုံရှုံငုံကျွေးနေသောအီဂျီရုံစည်ရည်ကြီးကိုစိန်လှမောင်ကအောက်ပါအတိုင်းပြောလိုက်လေတော့တည်းကျုံလောက်ကနန်းတွေ့ရတယ်လို့ရှိအောင်မလားအီဂျီရုံမှာကနန်းတွေနဲ့နှစ်ပန်းလုံးလာရတာအနှစ်၄၀ရှိပြီဗျခမားလို့တော့လျှို့ဝှက်စားတော့မဖော်နိုင်ပါဘူးဗျာ တကယ်ပြောရရင်လူဝက်စာမှန်းတော့မသိပါဘူးခမရကတော့ပါရမီထူးလို့ပါစားပလင်းနှင်းမောင်ရဲ့